ရီယယ်ဩဂတ်ထဖလော်ရန်တီနိုပီရက်စ်ကသာပြန်ခေါ်မယ်ဆိုရင်ညင်နိုင်မှာမဟုတ်ဘူးလို့ဖန်စီမာပြောဘလွန်ကျသူများအတွက်ကျမတို့ရဲ့ 1million channel ကပြန်ပြီးကြိုဆိုပါတယ်တရားသင်ရဲ့ပြင်သစ်တဆင်မှုပန်စီမာကရီယယ်ဩဂတ်ထဖလော်ရန်တီနိုပီရက်စ်ကသာပြန်ခေါ်မယ်ဆိုရင်မိမိနေနဲ့ညင်းနိုင်မှာမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။အသက်38နှစ်ပြည့်ခန့်နေပြီဖြစ်တဲ့ပန်စီမာကအေတရက်သင်နဲ့2026နွေရာသီမှာစာချုပ်ကုံဆုံးမှာဖြစ်ပြီးဥရောပမှာပြန်ကစားွယ်ရှိကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။ ။ဗန်စီမားလည်းအေဒီယက်တဲမှာဆက်ရှိမရှိမသေးချာကြောင်းနဲ့အခြေအနေကိုစောင့်ကြည့်ရမှာဖြစ်ကြောင်းကစားသမားဘဝအနာမြူသေးပဲအ ਨੇ စုံနှစ်နှစ်ကစားအုံးမှာဖြစ်ကြောင်းပြောကြားထားပါရယ်။ဒီစနေမှာ Real Madrid ဩဂတ် Florentino Pires ကဖရာစီတိုက်စစ်ကစားသမား Vinicius ကိုရောင်းထုတ်ပြီးဗန်စီမားကိုပြန်ခေါ်ဝယ်ရှိကြောင်းသတင်းတွေကထွက်ပေါ်လာခဲ့ပါရယ်။ဒီတော့ ES ကမေးမြန်းခဲ့ရမှာဗန်စီမာက Real Madrid ကကျွန်တော်ကိုပြန်ခေါ်ဖို့လား ဘာအတွက်လဲဒါပေမဲ့ Florentino Perez ကတော့ကျွန်တော်ဘယ်တော့မှမငင်းနိုင်တဲ့သူပါကျွန်တော်ကမက်ဒရစ်သားတယောက်ပါမက်ဒရစ်ကကျွန်တော်မျိုးဖြစ်လဲဆက်ရှိနေပါတယ်ဘာဖြစ်လာမလဲကျွန်တော်တို့မြင်တွေ့ရမှာပါလို့ပြောကြားခဲ့ပါတယ်